ငလင်းတန်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ ARI မြို့ပေါ်မှာရှိတဲ့အင်းဝတရားဟောင်းကိုအိန္ဒိယအင်ဂျင်နီယာအဖွဲ့တွေပါဝင်စစ်ဆေးခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ပါတယ်။အိန္ဒိယနိုင်ငံကဘေးအန္တရာယ်ကင်းရှိရေးနဲ့ဖြတ်သန်းရေးဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာများအဖွဲ့ဟာမန္တလေးမြို့မှာရှိတဲ့ငလင်းတန်းခံခဲ့ရတဲ့နေရာ6ခုနဲ့နေပြည်တော်မှာရှိတဲ့နေရာ6ခုကိုစစ်ဆေးအကဲဖြတ်ပြီးတဲ့နောက်မန္တလေးမြို့ ARI မြို့ပေါ်မှာရှိတဲ့ အင်းဝဒတာဟောင်းရဲ့ယထာလန်ကိုမြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေစစ်ဆေးအကဲဖြစ်ရာမှာပါဝင်ကူညီခဲ့တယ်လို့သိရပါဗျ။ဒါပြင်အိန္ဒိယစည်းအဖွဲ့ကအယူအကျော်ခွဲစိတ်ကုဆရာဝန်တဦးဟာမြေပြည်တော်စင်းယုံကြီးမှာလူနာ80ကိုကုသရာမှာကူညီနေတယ်လို့သိရပါဗျ။ အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံငလင်းပေးအတွက်မြန်မာစီမံချက်နဲ့ကုညီမှုတွေဆောင်ရွက်ပေးနေပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွက်ကြီးနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာကဲဆယ်ရေးအိရှေဒီယာပစ္စည်းစုစုပေါင်းတန်ချိန်625မက်ထရစ်တန်ကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။